လောကလူတွေဟာပြမချင်းကြောင့်ရရှိရတဲ့အပြစ်ဆိုတာရှိတတ်တယ်။အဲ့ဒီအပြစ်ကိုလူကမသိဘူး။ကိုကတော့ပြောလိုက်တာပဲ။ပြောလိုက်ပြီးမတောင်းမှန်မဲနေလို့ရှင်အဲ့ဒီအပြစ်ကဘာဖြစ်တုံဆိုလို့ရှင်သူလုံးသမျှအောင်မြင်မှုတွေကိုအဟံတားဖြစ်တယ်။မအောင်နိုင်ဘူးသူဒီဘဝမှာလည်းပဲချမ်းသာဒုက္ခရဖို့ခက်သွားတယ်။မိဘကိုစော်ကားပြီးပြန်မတောင်းမှန်မှုဒီမကောင်းတဲ့စိတ်နဲ့လုပ်တယ်ဆိုလို့ရှင် သူ့ရဲ့ဘဝတိုးတက်မှုတွေထင်သလောက်မတိုးတက်ဘူးအဟံတားတွေဖြစ်လာတယ်။တည်တဲ့အခါလဲဒီအဖြစ်ကြောင့်ဒုက္ခရောက်တယ်။မတုံ့မှန်လို့ရှိရင်တခါတခါကိုယ်ကမြင်တာကတစ်မျိုးသူဖြစ်တာကတစ်မျိုးမှာအပြစ်ပြောမိတဲ့ပုဂ္ဂိုလ်တွေဟာနောက်မွားကြလို့ရှိရင်အဲ့ဒီတိုင်သွားဖြစ်တတ်တယ်လေ။ကြောက်ရတယ်ပေါ့ဒါမှဒီတန်တရာခရီးတော့အမှားမလုံးမိစေနဲ့ဆိုတဲ့မှာကြည့် တန်တရာခီးသွားနေတဲ့အချိန်မှာအထင်မှားမြင်မှားဖြစ်ပြီးတော့ပြောမိဆိုမိတာတွေကိုမတောင်းမှန်လို့ရှင်။နောက်တစ်ချောင်းလုံးကိုဟာအဲ့ဒီအဖြစ်ဆိုးကိုခံရတဲ့ပေါ့။တခါတော့ကအမျိုးသမီးတယောက်ဟာဖရာရှိခိုးဖရာဘူးသွားတယ်။စေဒီပထိုးပေါ်မှာဒီအညစ်အကြေးတွေတွေ့တဲ့အခါမှာသူကစေရနာလေးနဲ့ကိုယ့်အကကိုတန်ရှင်းအောင်လုပ်လိုက်ရင်ပြီးရောပြီးတော့ အဲ့လိုမလုပ်ဖဲနဲ့သူကဘာပြောတော့ဘာမရိညာမရိနဲ့ဆဲဆိုပြီးတော့လုပ်တယ်နော်ဘေဟာမရိကလုပ်သွားတာတုံးဆိုပြီးတော့ဆဲဆိုတယ်အဲ့ဆဲဆိုသည်အပြစ်ကြောင့်မလို့သူကဖြစ်ရဘဝမှာအဲ့ဒါမျိုးဖြစ်ကုန်ဖြစ်သွားနော်ဒီကိုကလုံးလိုက်တဲ့အပြစ်တစ်ခုကကိုပေါ်ပြန်ဆွတ်တယ်အဲ့ဒါကိုတတိထားရတယ်နေ့စဉ်ဘဝမှာနေလို့ရှိရင်လေကိုကကောင်းတာလုပ်လို့ဆိုးတာလုပ်လို့ ကိုလုံးတဲ့အလုပ်ဒီကိုစီပြန်ရောက်တယ်ကိုစီပြန်ရောက်လာတယ်ကြားဖို့ကြားလိုက်မယ်ဒီဩစဩစတြေးလျအဘော်ရီဂျီနီဆက်လူရိုင်းနေရှိတယ်ကျွန်းနေလူမူလာမူလာကျွန်းနေလူသားတွေနော်မူလာကျွန်းနေလူသားတွေဩစတြေးလျဩစီလို့ခေါ်နေတယ်ဩစတြေးလျနိုင်ငံမှာ သူတို့သုံးတဲ့လက်နက်တခုကဘူမရင်းလို့ခေါ်တယ်ကောက်ကောက်လက်နက်ကခက်ကောက်ကောက်ကြည့်တယ်အဲ့ဒါကပစ်လိုက်လို့ရှင်သူစီပြန်ရောက်တာသူထဲပြန်ရောက်တာအဲ့ဒါလိုပဲလူတယောက်ကကိုပြောလိုက်တဲ့စကားကိုတွေးလိုက်တဲ့အတွေ့ကိုလှုပ်လိုက်တဲ့အလုပ်တခုဟာအကျိုးအနေနဲ့ကိုစီပြန်ပေါ်လာတတ်တယ်အဲ့ဒါကံကြမ္မာရဲ့သဘာဝပဲဘယ်သူကမှလှုပ်တာမဟုတ်ဘူးเนาะကိုလှုပ်တာ ကိုကဥမာမဲ့လူတယောက်ကိုဒီအထင်မြင်လွဲမှားပြီးစိတ်ဆိုးမှန်ဆိုးနဲ့ဒီဆဲလိုက်မယ်၊ကြွယ်ရပဲဖြစ်စီပြောလိုက်မယ်ဆိုလိုက်မယ်ဆိုရင်အဲ့ဒီအဖြစ်ဆိုးဟာကိုယ်စီပြန်ရောက်တယ်။ကိုယ်စီပြန်ရောက်တယ်။မလွဲမသွေးပြန်ရောက်လာတတ်တယ်။ကောင်းတာလုပ်ရင်လည်းကောင်းကျိုးတွေကိုယ်စီရောက်လာနိုင်တယ်။မကောင်းတာလုပ်ရင်လည်းမကောင်းကျိုးတွေရောက်လာတယ်။အဲ့ဒါတွေရောက်လာတတ်တဲ့သဘောတရားတွေကိုမှတ်သားပြီးတော့ ကိုယ်စီမှာကောင်းကျိုးချမ်းသာတွေကြီးရောက်စေခြင်းလို့ရှိရင်ပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အခါမှာမမှန်ကန်တဲ့အတွေ့အကြုံတွေမမှန်ကန်တဲ့စိတ်သက်တွေနဲ့တစ်ဖက်သားကိုမှုကျုံပြင့်ချိုးမပြောမိအောင်မဆိုမိအောင်စိတ်ထဲမှာမဖြစ်မိအောင်เนาะတခါတော့ကဒီဇနီးမောင်နှံနှစ်ယောက်ဟာပျော်ဝဲစားထွက်လာတယ်ပျော်ဝဲစားထွက်တဲ့အခါကျတော့လမ်းမှာယဟန္တာတော်ဟာနဲ့တွေ့တယ်ယဟန္တာတော်ဟာနဲ့တွေ့တော့ သူတို့ကလှူတယ်လှူလိုက်ပြီးတဲ့အခါမှာဆူတောင်းတယ်သူတို့ဆူတောင်းလိုက်တဲ့အခါသူတို့ဆူတောင်းပြေးမှာပဲဆိုပြီးတော့အဲ့ဒီရဟန္တာကပြုံးလိုက်တာပြုံးလိုက်တဲ့အခါကိုသူတို့ကဘာပြောတော့ဆိုအမျိုးသမီးလှုပ်တဲ့လူကဟင်ဒီကိုယ်တော်ကပြုံးနေတယ်ဇတ်သပင်ကနဲ့တူတယ်လို့ပြောနော်သူတို့ဇတ်သပင်ကတဲ့လူတွေတွေ့တယ်မဟုတ်လားပြုံးနေတာပဲလေ မြဲတယ်ပြုံးငြိမ်လားမပြုံးငြိမ်လားလည်းမသိဘူးပြုံးနေရတာပဲသူတို့ကနော်စပွဲကတဲ့လူတွေကအမြဲတမ်းပြုံးနေကြရတာလေကပြီစအဲ့ဒီကူရောပြုံးတယ်စသဖြင့်ငါနဲ့တူတယ်တချင်းတယ်နဲ့တူတယ်လို့အမျိုးသမီးလှုပ်တဲ့လူကသူကသူပြောလိုက်တာပြောတော့ယောက်ျားလှုပ်တဲ့လူကလည်းဟုတ်မှာပေါ့လို့ထောက်ခံချက်ပေးနောက်ကြတော့ယောက်ျားလှုပ်တဲ့လူကဒီတထေးသားဖြစ်တယ်အဲ့ဒီ ူအမျိုးသမီးကဘာဖြစ်တုံးဆိုတပင်တဲ့မျိုးရဲတော့ဖြစ်ပြီးတော့ပွဲကနေရတာခုခေတ်ကတော့ဟိုအนุပညာလဲဆိုပြီးတော့လူတွေကသဘောကျကြတယ်နော်ရှေးခေတ်ကတော့သဘောမကျကြဘူးအပွဲကနေရပွဲကနေတော့ခုနကဟုတ်မှာပေါ့ကွာလို့ပြောလိုက်တဲ့သူယောက်ျားကလည်းပဲတထေးသားဖြစ်ပြီးတထေးသားဘဝကိုဆွန့်လွတ်ပြီးသူကပါလိုက်ပွဲကရတဲ့အစင်ရတယ် အဲ့ဒီဇာလန်အကြောင်းကိုပြောတဲ့အခါမှာသူတို့ယဟန္တာကိုပြမပြီးပြောခဲ့လို့တဲ့ဒါလားဖြစ်တယ်လို့ဆိုတယ်နော်အဲ့တော့ကံကြမ္မာရဲ့သဘောဝတရားကသူကအမားတစ်ခုမလုံးလိုက်နဲ့လုံးလိုက်လို့ရှင်ဘူမရင်းဆိုရလေလက်နဲ့ကြည့်လို့ကိုယ်စီပြန်ရောက်တယ်အဲ့ဒါတတိထားတယ်နော်ကိုယ်စီပြန်ရောက်လာနိုင်တယ်ဟိုပုဂ္ဂိုလ်ကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ပိုဆိုးတယ်အဲ့ဒါဒီ တပ္ပဗုဒ္ဓထင်တယ်သူကပြစ္ဆေကဗုဒ္ဓကဝတ်ထားတဲ့အဝတ်ကလည်းပဲဟိုကောင်းတဲ့အဝတ်မှမဟုတ်ဖ ೇನೆ တက်ခေါက်ဆိုးတဲ့အဝတ်ကိုဝတ်တယ်အနေထိုင်ညစ်ညစ်ပတ်ပတ်နေတဲ့အခါမှာသူကဘယ်ကအนูကဘယ်ကအนูကြီးလဲမသိဘူးလို့ပြောလိုက်တာအဲသူကဖြစ်နေရပေါ်မှာအนูတွေဖြစ်တယ်နော်တော့ပြီးတော့ပြောလိုက်တာ ဲ့ဒါကြောင့်မလို့ကိုလှုပ်တဲ့လှုပ်ဒီကိုပြောတဲ့စကားတွေကိုစိတ်ကူးတာတွေကကိုစီကိုပြန်ရောက်လာတတ်တယ်တဲ့အဲ့ဒါလို့မဖြစ်အောင်ကိုကိုတတိထားကြရမှာဖြစ်တယ်ပေါ့နော်ခုနကပဝရဏယဉ်ကျေးမှုဆိုတာဒီကိုကိုပြည့်ရှင်ပြောပါအဲ့ကြရင်တောင်းပန်တဲ့ဟာကိုတောင်းပန်လို့ခုနကအပြစ်တွေဟာကြေအေးပပျောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဒီယဉ်ကျေးမှုအရာ ဘုရားဗဒဝင်တို့အတွက်ဒီသတင်းညွှန်လာပြီနေဆိုတာနေရုနေမြဖြစ်တယ်နေရုနေမြအခါသမယမှာလှူကြရတယ်တန်ကြရတယ်ကုသကောင်းမှုတွေလုပ်ကြရတယ်တို့တွေဟာပြောရလဲပြောပေါ့ကုသစိတ်လေးနဲ့လဲထားပေါ့အမားတော့မလုပ်နဲ့ပေါ့နော်အဲ့လိုနေထိုင်ပြီးတော့ကုသကောင်းမှုလုပ်ကြမှာဖြစ်တယ်